ကျောက်ဖြူမြို့နယ်ကနေရာနှစ်ခုမှာတပြိုင်တည်းတိုက်ပွဲဖြစ်ပွားနေပြီးတိုက်ပွဲအတွင်တက်ကြီးပိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တရှို့ကိုအာရခတက်တိုအီအီကဖမ်းဆီးရမိထားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ကျောက်ဖြူမြို့နယ်ဂုံးရွှိန်တိုက်နယ်ကအမှတ်32ရေတပ်ရင်းအနီးနားနဲ့တစ်ပုတ်တောင်တိုက်နယ်ကရှောက်ရှောင်းနဲ့စီမော်ကြားကအနီးနားတောင်တန်းတွေမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ဆိုပါတယ်။မက်ရှလာ16ရက်နေ့ညအချိန်ကနေမက်ရှလာ18ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့အေအေတို့အကြားတပြိုင်တည်းတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲကပြင်းထန်နေတယ်လို့စီးရီးတည်ငင်းမြစ်တွေကပြောပါရယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကဒရုန်းအများပြားသုံးပြီးတိုက်ခိုက်နေတယ်လို့ကျောက်ဖြူမြို့နယ်ကစီရီတည်ငင်းမြစ်ဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်စစ်ကောင်စီဘက်ကဒရုန်းလာရင်စီစည်းလောက်စီလာတာမျိုးရှိပြီးလက်နက်ကြီးတွေအတွေးလိုက်ကြီးနဲ့ပြနေတယ်လို့သူကပြောပါရယ် ရှောက်ရှောင်းနဲ့စီမော်ကြားကအနီးနားတောင်တန်းတွေမှာဖြစ်နေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကနောက်ဆုတ်ထွက်ပြေးနေသူတွေလေးရှိနေတယ်လို့မြေပြည်နေသခန့်စီရေးတရင်မြေအမျိုးသားတယောက်ကနရင်းစရာကိုပြောခဲ့ပါတယ်။